ိယတအားဖြစ်ခြင်းနေတဲ့ယောဂီကြီးဂျာထဲမှာဆရာကပညာပါလေအခုဆိုအရှင်များအခုမှဟောပြင်းနာမှာဟောလာပြည့်ကြည့်တယ်သူတို့ဖြစ်လာတဲ့ဥပကိရတာကြီးရှင်များကတော့ဆွတ်လွတ်ခြင်းနဲ့လဲရှင်းရှင်းသွားတော့သူတို့ပြောတယ်ရှင်များမှာကြောင့်အီးရဲ့အဲအရှင်များကြောင့်သူတရားတွေ့တယ်အဲသူတို့ချမ်းသာတယ်ဘာဖြစ်လို့လဲဆိုတော့ရှင်များချပြီးတဲ့ဥစ္စာကဟိုမဟုတ်စရာတော့ပြာကြီးလူ ပညာရင်းနဲ့မဟုတ်ပြီနဲ့တလုံးနဲ့ကောစကားနဲ့ပဲစွန့်လိုက်တော့သူကလည်းအဲ့ဒါကိုကြတော့ငါမရှိဘူးငါအဲ့လိုခုနကတော့ဒိဋ္ဌိနာနဲ့အတ္တနာနဲ့အနုပယနာနဲ့မကွဲတဲ့အခါမှာပယ်တဲ့ငါပယ်နေတဲ့ငါကပြန်ပြီးပယ်တယ်လို့ဖြစ်လာတယ်ဒါရီထားပါတော့အခုကြတော့အရှင်ကျောင်းနှစ်ပါးပြေဆုံးခြင်းရပြီတော့ဘာကြောင့်ဖြစ်တာသူ့ရဲ့စချောင်းမှာငါပါလို့မှာသူကအိတ်ပါ ဲ့ဒီကျောင်းနပိုင်းအဖြစ်အဲ့ကိုဆက်အချင်းအကြောင်းပြရလားယောက်တန်လေးတော့ယူလိုက်ဖတ်ဖို့အဲ7000နဲ့900ရတယ်ကိုယ်ကိုလုံးတောင်းတော့ကြာလိမ့်မယ်ပြီးတော့အများကြီးအတူများကြီးပို့တာပေါ့ရှင်မြောက်ပြီးခြင်းလို့ပါအာရှင်မြတ်တွေ့ရဆိုတော့ရှင်မြတ်လည်းဖတ်တော့သူ့အတွက်လည်းအကြံပေးဒီတော့ဝမ်းသာတယ်ဩော်ဒါတတိရဲ့မာနဘုံမဖြစ်စေဘူး ကိုယ့်ရဲ့ဓမ္မကိုလေဒီနပါပြလိုက်ပြီးတော့အဖြေကဘယ်လိုထွက်လဲတပည့်ကအောင်မန်နေရခြင်းကဘုံဆက်တာသူသူပြောတာရေသူတပည့်ရေပေါ့နော်သူညီရဲ့အချက်ကတော့အေး तू ကမာနဆရာတော်ကြီးတွေ့နေတယ်ဆိုတာက तू ဟောတဲ့တရားတွေကိုရှင်းပြတယ်အဲ့တော့မှားတယ်ဆိုရင်ထောက်ပြပြနေတယ်အဲ့လိုမျိုးပါအဲ့ဒီလိုဘောမျိုးနဲ့တွေ့နေတာပေါ့နော်သူအဲ့လိုမျိုးတော်တော်လျှောက်ပါတယ်အဲ့ဒါတော့ तू က ူကတော့ယူတာမှုရှိတယ်။အမေတက်တက်ကြီးတော့ဟိုဘောနမိုင်းလည်းမိုင်းလည်းအဲဟာမလို့ဘူးပေါ့။အဲ့ခါကျတော့ तू ကအဲ့လိုမျိုးဖြစ်စီချင်တာတဲ့။ဒီလိုကတော့သူ့ကိုထောက်ထောက်တယ်လေ။ဒီလိုတော့မပြောနိုင်ဘူး။သူမျိုးကထောက်ကြတယ်။သူကမားနဲ့ဆရာတို့ရတယ်။သူတို့နဲ့တွေ့တွေ့နေဆိုတာလေ။တွေ့လိုက်တာနဲ့သူတို့ကအာဒါဥဒရိယဒါတော့ဒီလိုပြောတာမပြောနိုင်ဘူး။အဲဒီလိုပြောရမယ်။ဒီလိုဆိုရင်တော့ မသိတော့မှားတယ်ဘောနော်အဲ့ဒီလိုမျိုးပြောတာကိုနားထောင်ကြည့်လို့တဲ့သူအဲ့လိုမျိုးကိုရှောက်တာပဲအဲ့တော့အဲ့ဒီလိုဆိုရင်လည်းသူကအဲ့လိုမျိုးပြောဆိုတာကိုမကြားဘူးနော်ဝိနည်းဆရာတွားတဲ့အခါကျတော့လည်းသူကဒီဆုံးဖြတ်ပေးလိုက်ကြတယ်ရှိတာပေါ့ဒီအဲ့ခါကျတော့သူ့မှာသူထင်ထားတယ်လို့မျိုးမဟုတ်ခဲ့တယ်ပေါ့နီပြောနေထားလို့မဟုတ်ခဲ့တယ်ဒီတရားကြီးဆုံးဖြတ်ပေးလိုက်တယ်လို့မျိုးဖြစ်သွားတဲ့အခါကျတော့သူ့မှာဟိုနားလေရခက်နေတာပေါ့နော်ဆရာတော်ကြီးကသူကတော်တော်လေးကိုတာနာတော်ရဲ့ ဥဆောင်ကြီးပဲဥဆောင်ဆရာတော်ကြီးပဲဆိုပြီးတော့မှဒီလေးလေးလေးစားတယ်အားလည်းအားကိုးတယ်အဲ့ဒီဘောကြီးကလည်းရှိပါတယ်ဗျာသူ့အနေနဲ့တတ်တတ်နဲ့ဒီလိုအထင်ကြီးရဲ့စိတ်မျိုးစော်ကားခြင်းတဲ့စိတ်မျိုးမရှိတာတော့သိကြပါတယ်ဗျာသူကတော့စကားပြောတဲ့နေရာမှာတော့လည်းလည်းမထိန်းနိုင်ဘူးပေါ့ဟိုလည်းလည်းလုံလုံကဲကဲလေးပြောတတ်တဲ့ဘောမျိုးတော့ရှိတာပေါ့ အဲ့ဒါရေဒီလိုထောက်ပြတဲ့ခါကျတော့လေ तू อ่ะအဲ့ဒီလိုထောက်ပြနေနေလားဆိုတာခဏခဏပြောပါတယ်ဗျာ तू တပည့်ဒီမှာလည်းအဲ့လိုပြောတယ်သူတို့ကအဲ့ဒီလိုမျိုးကဲမှိုင်းနေပြင်းမယ်အဲ့လိုမျိုးပေါ့ချင်းပွင့်နေနေပြောပြသူတို့အကြောင်းကျိုးနေတာသိချာပြောပြပေါ့သူတို့အဲ့လိုပြောမယ်လို့လည်းသိမရှိတဲ့သဘောမျိုးဖြစ်ပါတယ်ဗျာသူတို့ကလည်းစုတ်ကန်ကိုအားကြီးလို့လည်းပါမှာပေါ့နော် ပြောရခက်တယ်ဆိုပြီးတော့မှာပါလေမပြောချင်တာလည်းပါဒီတော့တော်တော်လေးစိတ်ရှိတဲ့ရှင်နဲ့ပြောရတာပေါ့သူတို့ကြားပါဘူးဒီလိုအနေနဲ့အတွေ့အကြုံတွေအများကြီးရှိတယ်အဲဒီအဲ အဲ့တော့လေကုလူကောင်းမှုတွေလည်းအများကြီးလုပ်ထားတယ်။လုပ်ထားတဲ့အခါကျတော့သူတို့အနေထားကိုသဘောပေါက်ပါတယ်ဗျာ။သူတို့ကျတော့အခုမှကိုတွေ့ကြုံမှုတာမျိုးတွေပေါ့နော်။အဲပြီးတော့ပြောတဲ့နေရာမှာလည်းပရိသတ်ရဲ့အထောက်ဒါတော့မသိပါဘူးဗျာ။ပြီးတော့တော့ပရိသတ်တွေအများကြီးလို့လူတွေအများကြီးကိုကယ်တဲ့အခါကျတော့ဟိုနောက်ဆရာတော်ကြီးတွေနဲ့လည်းပတ်သက်တဲ့အခါကျတော့လေသူတို့ရဲ့ဟိုအထောက်သိတယ်ပေါ့။သိတဲ့အခါကျတော့ဆက်ဆံလို့အဆင်ပြေတယ်ပေါ့။သူကကျတော့ဟို အဲ့လိုမျိုးအတွေ့အကြုံရှိတဲ့အခါကျတော့သူ့စိတ်ထဲမှာထင်ထားတာတွေကအဲထင်ထားတာတွေကမှားနေတာတွေပေါ့အဲ့ဒီမှားနေတာတွေအကြောင်းပဲသူ့အနေနဲ့ဒီပြောဆိုတဲ့အခါမှာပါလုံခဲ့တာတွေဖြစ်ကုန်ပါလေဗျာလုံထုံးလုံကြီးကိုဖြစ်လာမယ့်ပြဿနာအရှင်ဘုရားပြဿနာကြီးဖြစ်စဉ်တော့ရှင်းပြီးနဲ့ကိုကျော်လာလို့အကြံပေးမဲ့သူရှိသူ့မှာလည်းအဲ့လိုနောက်ကငွေကြီးတွေပြန်ပေးတာကိုအကြံပေးတယ် မိတို့ပင်သူတွေကကိုယ့်ရဲ့တတ္တိလို့ပြောရမလားအတ္တလို့ပြောရမလားကိုယ့်ရဲ့မာနလို့ပြောရမလားအခုရှင်ပြန်ရှင်းကြတဲ့အချိန်ဒီမှာလေအဲ့လိုတွေပြောလို့ရင်းပြီးကြားမိတယ်အဲ့ခါမှာသူဘယ်လိုပြန်ပြီးတော့နောက်ဆုံးမလဲဆိုတာလေမဟာနာကတိကျဝန်ကြီးတို့ကသူတို့ဆရာတော်သောဒနာကိုသောဒနာလာတင်မှုခေါ်တဲ့သူတို့အဲ့တော့နေလာပြီးတော့တင်လိုက်တင်ရင်းနဲ့ တပည့်တော်ဒီလိုလုပ်ချင်ပါလေဗျာဒါကိုဖြစ်ချင်ပါလေဗျာရဟုတ်ပြီနော်တပည့်တော်သုံးသက်ကြီးလာမတင်ဘူးရှင်ဗျာဒီကနောက်ဆုံးတော့စာထုတ်ပြီးတော့မတင်မနေရတင်ရမယ်ဆိုမှတင်လိုက်တော့တင်လိုက်တော့လေတပည့်တော်တိစလာတော့သူတို့လူဥပဒေရလောက်တာဒါလေးကိုခိတ္တရက်ပြီးပါဆိုပြီးပုံစံမျိုးဖြစ်သွားတယ်နေတူတယ်အဲ့တော့ဟိုလုပ်ပုံကြိုင်ပုံနဲ့လွဲပုံသာပဲလားဓမ္မမဟုတ်သူတို့နောက်က ဥမာဆိုပါလို့ရှင်းပြရရင်ဒီကိစ္စအတွက်ဒါလူစောရနာကြီးကတောင်းကဘုံကြီးကညာနေတာလင်္ကာရမိုးပြာကဝါနေတာသူမိုးပြာနဲ့ဆွဲခါတော့တပြိတော့ထုတ်ပြန်ပြီးပါပြန်လို့သူအရင်ကထွက်သွားတာစာရဲကိုအထင်မှခံဘုံကြီးကညာနေတာလင်္ကာရအဲ့မှာသူကသူကကြောင်းနေဆောက်ဘုရားကြီးတည်လုံပြီးနေတာအဲ့တော့ဆရာတော်ကအကြံပေးတာလားတခုခုပေါ်လို့တပြိတော့မသိနိုင်ဘူးတေချာတာခုကတော့ ဲ့ဒီဟိုတပြီတော့မြင်မလောက်ကတော့ဟောအဲ့လိုငါဖြစ်သွားလို့သူ့ရဲ့ဓမ္မပေါ်မှာဟိုမုန်းရဆရာတော်ကလည်းခိုင်ခိုင်မာမာယူကြည့်လိုက်သလားတော့မသိဘူးတတိရှိတယ်လို့ပဲချစ်ကြည့်ရမှာပေါ့ဒီလိုကိုယ်တော့ဟိုအဲ့ဒီတတိရောအံ့ဩမိတာအမှန်ပဲချစ်ကြည့်မိတာအမှန်ပဲကောင်းပြီအဲ့တော့ဒီကြောင့်နှစ်ပါးပြောတဲ့အချိန်မှာလုံလုံကြီးမသိနဲ့နောက်ထပ်တန်ခါကြီးလေးရှိတယ် စနစ်တကျမရှင်းခဲ့ဘူးများအခုမှဆုံးဖြတ်ချက်ကိုထွက်လာကမှလက်မမထိုးဘူးဆိုရက်ဒီဖြစ်သွားမယ်အစားဒါဟုအခန်းထဲမှာပြည်လောင်ပြည်ရှင်းမယ်ဒီဆုံးဖြတ်ချက်ပေါ်မှာလည်းခုနကသူကခုနပြောလို့ပေါ့ဒီလိုပလင်နေလဲဟောခဲ့ဘူးလေနောက်ထပ်သူတို့တရားပလင်မောင်းနေပြီးတော့အဲမော်ဘီယာဥဒုမင်္ဂလာစီလည်းရောက်တယ် ပေါ်ပြီးရဘုံကြီးတစ်ပါးစီလည်းရောက်ခဲ့အဲ့ဒါအဲ့ဒါဓမ္မဘုရားကိုကြီးစီလာခဲ့တပြီတော့နာမည်ကြီးမတုံးတာသူကစီးရင်တွင်းရင်လည်းသူနာမည်ရဲ့ပေါက်ချင်တယ်ဒါသာနာအတွက်လို့သူပြောခဲ့ပြီမယ်တပြီတော့တန်းတယ်အခုဒုတိယကြီးလည်းတန်းတယ်ပထမအကြိမ်ဘာမှမဟုတ်ရမ်းဖြစ်တဲ့ဟိုတဝါမရအဲ့လောက်မကရကမှတန်းတယ်နောက်ရှင်ရံကရဟောပြီးတော့နောက်ပိုင်းအောင်မြင်လာတဲ့ဘာညာကြီးကြားတယ်ဆိုတော့အခုဥစ္စာက အရှင်ပြန်ကပွားပြီးတော့တွေးကြည့်မှုပွားပြီးဖြစ်စီခုနကအနုတ္တိယလေးပြည့်စုံနေတဲ့ဥပက္ခိလေတာလေးကြောင့်ဖြစ်နေတဲ့အဓိမာနရှင်နေပေါင်းပြီးတယ်လို့ဆရာတော်ဖြာကြီးရဲ့ကျမ်းစာအလူတိကျဝီလိုအဖွဲ့သားမှာကမဟာနာမှာစာပိနဲ့တိုက်မှာတာလေဘုရားတရားတော်ကိုပိရန်ရှိပိရန်တို့ဟောလာရင်မှန်ညာကအစ်စ်ကံမှာ ။ဒီလိုမိုးကုတ်ဆရာတော်ဘုရားကြီးတော့အစ်စ်ခံတာ။အဲ့ဒီမှာလဲတနည်းတကျမိုးကုတ်ဆရာတော်ဘုရားဒီလိုပြောရင်မဲ့စစ်တဲ့ဆရာတော်ကြီးကဟိုလိုနားလေပဲ။ပေပါဖြုတ်ပါရှင်းလင်းပါဘူးဒီလိုတိုင်းထပ်မဟုတ်သေးဘူး။ဒါတနိုင်ငံလုံးမိုးကုတ်ဖွဲ့ကြီးလဲဒီနေရာကမျိုးပေါ့သတိထားနဲ့နောက်ကြမှာတပါးချင်းအရှင်ကဖြစ်တယ်နော်ဆရာတော်ဘုရားကတတ်ဖြစ်တယ်။ကောင်းပြီ။အဲ့တော့အခုလိုဖြစ်ပြီ ော့နောက်ဆုံးအခုတို့ကဘာဖြစ်ကြည့်ပြီးဘယ်လိုလုပ်မယ်လို့ရှင်းပြပြီးတို့ကအခုညီတော်မှာအဲ့မဲ့ရှင်းပြနဲ့တပြိတော့တော့ဟိုဘယ်လိုပြောအရှင်းပြလိုက်တွင်းနဲ့အကြည့်လိုက်တဲ့အခါမှာဥရကဓမ္မတို့အဲဥပညာဝန်သားကုမြင့်စိန်တို့ကုမြင့်စိန်တို့အဲ့ဒါလေးတွေတို့ကြည့်ကြည့်တယ်အကုန်လုံးနားမထောင်ပေမဲ့အရှင်းပြဘယ်လိုပြောပြောသူတို့ဘက်ကဘယ်လိုပြောအရှင်းပြလည်းရံဖြစ်နေသလိုအရှင်းပြတိခံနေရတာလေအရှင်းပြကိုယ်လည်းပြောနေရတယ်ပြန်ပြန်ပြီးပြောပြတာဒီလေ ဒါရှင်းပြရမယ်မတူဘဲနဲ့သူတို့ဥစ္စာပဲသူတို့အခိုင်အမာယုံကြည်တဲ့ဘောတွေနဲ့တွေ့ရတယ်။အဲ့ဒါအပေါ်မှာဟောအဲ့တော့ဘလို့ဖြစ်ပြီးတော့သူနဲ့တွေ့ပြီးတော့ဒီလိုဖြစ်လာတယ်။ဒီဟိုအရိယာမန်ရဲ့ဒိတ်တာကိုရောက်တယ်။ဟိုကငနေ့၃နာရီခွဲလောက်တော့သူအရင်ဆုံးစားရစီရဲ့အဲ့ဒါကြောင့်မလို့သူကသူနောင်းတယ်ဆိုတော့ပြီးတော့ကဒီ တရားကြောင်းဖြစ်နေတာလည်းမလို့ဖြစ်တော့ပါတော့ညဘယ်နှစ်နာရီကလာပြီးတော့အဲဒီ6နာရီလောက်ရောက်ပြီးတော့မှ3နာရီလောက်ထိပြောဆိုပြီးတော့သူက